မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့နှုတ်ခွန်းဆက်သပါတယ်ဒီကနေ့မှာတော့ကဘာပေါ်မှာရှေ့အကြဆုံးတက္ကသိုလ်များထေကတခုအပါဝင်ဖြစ်တဲ့နာလန္ဒာတက္ကသိုလ်ရဲ့အကြောင်းကိုအနည်းငယ်လေ့လာကြရအောင်ပါနာလန္ဒာတက္ကသိုလ်ကြီးအခုလက်ရှိတည်ရှိနေတဲ့နေရာကတော့ပီဟာပြည်နယ်နာလန္ဒာခရိုင်ဘကုံးဆိုတဲ့ရွာရဲ့အနီးနားမှာတည်ရှိနေတာဖြစ်ပါတယ်ဒီနန္ဒတက္ကသိုလ်ကိုပတနမြို့မှ69ကီလိုမီတာအကွာဝေးမှာတည်ရှိပါတယ် ောင်းကလေးနဲ့သွားမယ်ဆိုလို့ရှိရင်တော့နှစ်နာရီ၄၀မိနစ်ခန့်လောက်မောရမှာဖြစ်ပါတယ်။ရာသီဂျိုကဆိုလို့ရှိရင်7ကီလိုမီတာအကွာအဝေးမှာတည်ရှိပါတယ်။ကောင်းကလေးနဲ့သွားမယ်ဆိုလို့ရှိရင်တော့5မိနစ်ခန့်သွားလို့ရှိရင်ရပါတယ်။ဘောဒကကဆိုရင်86ကီလိုမီတာမှာတည်ရှိနေတာဖြစ်ပါတယ်။ကောင်းကလေးနဲ့သွားမယ်ဆိုလို့ရှိရင်တော့နှစ်နာရီဝန်းကျင်လောက်မောရမှာဖြစ်ပါတယ်။အရင်ကတော့ဒီနေရာတွေဟာ လမ်းချင်းချင်းလေးတွေမောင်းရတဲ့နေရာတွေရှိတဲ့အတွက်ကြောင့်ကားကြမ်းတွေဖြစ်ပြီးတော့အရှင်တွေနှောင်းနှေးကြံ့ကြံ့မှုတွေရှိတတ်ပါတယ်ဒါပေမဲ့အခုကအိန္ဒိယဆရာကနေလမ်းတွေကောင်းကောင်းဖောက်လုပ်ထားပြီးပြီဖြစ်တဲ့အတွက်လမ်းပတ်ဆက်သူရေကောင်းကောင်းနဲ့အရှင်တို့တို့အတွင်းမှာတော်လို့လာလို့ရတဲ့နေရာတစ်ခုဖြစ်သွားပြီဖြစ်ပါတယ်ဒီတက္ကသိုလ်ကြီးကိုအိန္ဒိယရှဟောင်းတမိုင်းဌာနကပန်းချံကြီးတစ်ဖွဲပြုလုပ်ထားပြီးဖျားဖူးခီးတွေများ လစ်လာရဲ့ခီးသွွားများစိတ်ချမ်းမြေ့စွာ လာရောက်လစ်လာနိုင်အောင် ပြုလုပ်ထားတာကိုတွေ့ရပါတယ်။ဧကအဖြစ်တော့34ဧကခွေကျွကျ35ဧကဝန်းကျင်ရှိပါတယ်။ဒီတက်ကတူကြီးဟာဒီထက်မကခြေဝန်းတဲ့ဧရိယာရှိခဲ့ပါတယ်။ဒါပေမဲ့တချို့တချို့သောဧရိယာတွေဟာရွာထေးကို ရောက်ဝပြီဖြစ်တဲ့အတွက်ယခုလက်ရှိ34ဧကခွေသမဟုတ်35ဧကရှိနေခဲ့တာ ဖြစ်ပါတယ်။ ယခုလက်ရှိဒီနာလနာတက္ကသိုလ်ကြီးကိုတူဖွဲ့ရထားတဲ့အကြောင်းအရေးအတွက်ဟာဆိုလို့ရှိရင်စေသုံးကြောင်းရှိပါတယ်။အဲ့ဒီစေသုံးကြောင်းထဲမှာနံပါတ်3ဇေဒီကတော့အရှင်သာရိပုတ္တရာဇေဒီဖြစ်ပါတယ်။ဒီအရှင်သာရိပုတ္တရာဇေဒီကတော့တက္ကသိုလ်ကြီးမှာအထင်ရှားဆုံးဇေဒီတစ်ခုဖြစ်ပါတယ်။ရှင်ဟောင်းလိုက်ရအနည်းငယ်ကျွန်းကြံရခဲ့တဲ့ဇေဒီတစ်ခုလည်းဖြစ်ပါတယ်။ စေတီတော်ကိုအောက်မှနေအပေါ်သို့ခြွန်တက်တဲ့ပုံစံဖြင့်တိဆောက်ထားပြီးတော့အီဂျစ်ကပြိမဲ့ပုံစံတွေနဲ့ဆင်တူနေပါတယ်။ဒီစေတီကို တူးဖို့ကြတဲ့သမတ်ပညာရှင်တွေကဒီစေတီတော်ဟာနှစ်ပေါင်းများစွာအချင်းချင်းတိဆောက်ထားခဲ့တဲ့စေတီဖြစ်တယ်လို့ပြောဆိုကြပါတယ်။အခြားသောအကြောင်းတွေကတော့နံပါတ်1ကနေ7အထိဟာကျောင်းသားတွေနေခဲ့တဲ့ဟိုစတေလ်တွေစာသင်ကျောင်းတွေစာသင်ခန်းတွေ ဖြစ်ပါတယ်ဒီတက္ကသိုလ်ကြီးကိုတိဆောက်ထားတဲ့ပုံစံတွေဟာဆိုလို့ရှိရင်အလွန်တရာမှဇနစ်ကျလှတယ်လို့သူ့ဖော်ကြတဲ့ပုံစံတွေကပြောကြပါတယ်အောက်မှာတိဆောက်ထားတဲ့ foundation တွေဟာအလွန်တရာမှခိုင်ခန့်သေးသန့်လှပပြီးတော့ကျောင်းသားတွေနေတဲ့နေရာတွေစာသင်ခန်းတွေစာသင်ကျောင်းတွေအစရှိတဲ့နေရာတွေကိုတန်းတန်းတိဆောက်ထားခဲ့ပါတယ်အရှင်သာရိပုတ္တရာဇေဒီကနေပြီးတော့တောက်လျှောက် စီတန်းနေတဲ့အကြောင်းဆောင်တွေဟာဆိုလို့ရှိရင်ဖယားရှိခိုးတဲ့အကြောင်းတွေဖယားဝတ်ပြုတဲ့အကြောင်းတွေတရားထိုင်တဲ့အကြောင်းတွေတရားဟောတဲ့အကြောင်းဆောင်တွေဖြစ်ပါတယ်ထိတက်ကတော့ကတော့ဖယားဖူခီးတွေတခြားတူရစ်တွေကျောင်းသူကျသားတွေစသည်ဖြင့်အလွန်တရာမှစီကနေတဲ့ပြတဲ့ကြီးတဲ့ဖွဲလေးဖြစ်ပါတယ် ဒီတက္ကသိုလ်ထဲမှာအရှင်သာရိပုတ္တရာရဲ့ဇေဒီရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဘောဓဘာသာတို့များများကစေဝံတစားဖြင့်လာရဖို့မျှော်ကြခြင်းလည်းဖြစ်ပါတယ်။အရှင်သာရိပုတ္တရာဆိုတာဟာမြတ်စွာဘုရားရဲ့သာသနာတော်မှာနံပါတ်၁အကတဝကတပတ်ဖြစ်တဲ့အတွက်ကြောင့်အရှင်သာရိပုတ္တရာကိုလိုမြစ်ကိုကိုယ်ကိုစီကတဲ့သူကြီးညိုတဲ့သူပို့မြှလာပါတယ်။ဒါကြောင့်အရှင်သာရိပုတ္တရာဆိုတဲ့အတန်ကိုကြားတာနဲ့ အရှင်သာရိပုတ္တရာရဲ့စေတီရှိတဲ့နေရာကိုတွားရောက်ဖုံးမြိုခြင်းစိတ်တွေဖြစ်ပေါ်ကြပါတယ်ဒါကြောင့်လည်းပဲဒီအရှင်သာရိပုတ္တရာစေတီရှိတဲ့နေရာကိုဘောရဘာသာဝင်တွေလာရောက်ပြီးတော့ဖုံးမြိုခြင်းဖြစ်ပါတယ်တခြားသောဘာသာကွေးတွေတိုရစ်တွေကတော့နလနာတက္ကသိုလ်ကြီးဟာအလွန်တရာမှအနာမည်ကြီးခဲ့တဲ့တက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ 900စုကနေပြီးတော့700စုတိုင်တိုင်2900တိုင်နာမည်ကြိုကြားလာခဲ့တဲ့တက္ကသိုလ်ကြီးဖြစ်တဲ့အတွက်ကြောင့်လာရောက်ပြီးတော့လေပတ်ကြတာဖြစ်ပါတယ်။ကျောင်းသူကျောင်းသားများကတော့ဆရာဆရာမတွေကသူတို့ရဲ့ရှစ်ခေတ်ပညာရေးဟာဖဲလိုပေပုံကြီးကျယ်ခမ်းနားခဲ့ကြောင်းအိန္ဒိယလူမျိုးတွေရဲ့ပညာရေးဟာအဆင့်နှိပ်ပညာရေးတွေမဟုတ်ဘဲ နိုင်ငံတကာအဆင့်မီတက္ကသိုလ်ကြီးတစ်ခုဖြစ်တယ်ဆိုတာကို လေ့လာဖို့ရန်လာခဲ့ကြတာဖြစ်ပါတယ်။နာလန္ဒာဆိုတဲ့အတိတ်ဘက်ကနာလနဲ့ဒါဆိုတဲ့နှစ်ပုဒ်ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။နာလဆိုတာကြာဖြစ်ပြီးတော့ဒါဆိုတာပေးခြင်းဆိုတဲ့အတိတ်ဘက်ရပါတယ်။နာလဆိုတာကြာကြာဆိုတာဟာပညာကိုကိုးစားပြုတဲ့အတွက်ကြောင့်ပညာတွေကို ပေးတဲ့နေရာလို့အတိတ်ဘက်ရပါတယ်။ ပညာဆိုတဲ့အသေးပွင့်တွေကိုခူးယူစားသားလို့ရတဲ့ဈေးဆိုင်ကြီးတစ်ခုအနေနဲ့တရှိနေခဲ့တာဖြစ်ပါတယ်။ဦးဇင်းတို့ဘောဓဘာသာမှာမြတ်စွာဘုရားရှင်ကိုရိုမြေကြီးရဲ့စာပေတွေစက်တို့တွေကိုစာပေတွေကိုဖတ်တဲ့အခါမှာတက္ကသီလတက္ကသိုလ်ပြီဆိုပြီးတော့အမြဲတမ်းတွေ့ရမှာဖြစ်ပါတယ်။ဘောဓဘာသာတွင်လည်းပဲရင်ပန်းနေတဲ့ စကလုံးတစ်လုံးလည်းဖြစ်ပါတယ်။အဲ့ဒီတက္ကသိုလ်ပြည်ဆိုတာပါကစ္စတန်ပြည်ပါရှဝါဒေသမှာရှိနေတဲ့နေရာကိုခေါ်ဆိုတာဖြစ်ပါတယ်။တက္ကသိုလ်အခန့်ကဏ္ဍပြီးဆုံးပြီးတဲ့နောက်မှာအိန္ဒိယနိုင်ငံမှာနာမည်အကြီးဆုံးဖြစ်လာတာကတော့အခုဦးဇင်းတို့ရောက်ရှိနေတဲ့နာလန္ဒာတက္ကသိုလ်နေရာပဲဖြစ်ပါတယ်။အဲ့ဒါတည်းမကားသင့်ပါဘူး။ဒီတက္ကသိုလ်ကြီးဟာမဟာယာနဗုဒ္ဓဆာပေတွေကို ဖြန့်ဖြူးသင်ကြားပေးခဲ့ရုံသာမကမဟာနသာသနာတော်ကိုစတင် ပြန့်ပွားအောင်သာသနာပြုခဲ့တဲ့အဓိကဌာနချုပ်တစ်ခုလည်းဖြစ်ပါတယ်။ဆိုတော့ကဒီတက္ကသိုလ်ကြီးဖြစ်ပေါ်လာပုံသမိုင်းအချင်းချုပ်ကိုအနည်းငယ်လေ့လာကြရအောင်ပါ။ဒီနေရာမှာအရှင်သာရိပုတ္တရာကိုလိုမြတ်ကြီးမွေးဖွားရနေရဖြစ်တဲ့အတွက်ကြောင့်အရှင်သာရိပုတ္တရာပြိဋိဘံပြုပြီးတဲ့နောက်မှာအာသောကမင်းကြီးက အရှင်သာရိပုတ္တရာရဲ့တက်တုံမှုတို့တွေကိုဌာပနာထားပြီးတော့အမှတ်30စီတို့ကိုပြုလုပ်ထုစစ်ထားခဲ့ပါတယ်။ပညာရမှာဣတိရဘွေရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ပညာကိုရှင်းမြတ်လို့ကြတဲ့ယဟသင်္ကာရတို့အသိပညာရှင်အတတ်ပညာရှင်တွေဟာအရှင်သာရိပုတ္တရာရဲ့ဇေဒီဘေးနားမှာအသွမရှိမှာဟောပြောပွဲတွေလုပ်ကြတယ်ပညာရေးတွေဆွေးနွေးကြတယ်တရားဓမ္မတွေဟောကြပြောကြတယ် သာသနာကိုကြီးညိုကြတဲ့ပုဂ္ဂိုလ်တွေကကျောင်းဆောင်တွေလှူဒန်းပြီးတော့ကျောင်းဆောင်တွေလည်းပိုများလာခဲ့တယ်ပေါ့အဲ့လိုပညာတွေကိုဖြန့်ဖြူရာပညာတွေကိုဆွေးနွေးရာနေရာ ဖြစ်ပြီးနေရာ ဖြစ်တဲ့အတွက်ပညာရှင်တွေအများကြီးအဝင်ထွက်ရှိတဲ့နေရာဖြစ်ပါတယ်အရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကိုယ်လွန်သွားပြီးနှစ်ပေါင်းတစ်ထောင်လောက်အေဒီ900ဆုမှာနာဂကျူနာဆိုတဲ့မဟာယာနတို့ရဲ့ အဓိပတိနာမကြီးဆရာတော်ဖြစ်တဲ့နာဂကျုနကအေဒီ၄၁၅အေဒီ၄55ခုနှစ်မှာကောပတာမင်းဆက်ဖြစ်တဲ့ကုမာရကောပတာမင်းတို့ကဒီအရှင်နာဂကျုနနဲ့တိုက်ပင်းနှိမ့်လိုက်ပြီးတော့တက္ကသိုလ်အဖြစ် ပြောင်းလဲပေးခဲ့ကြတာဖြစ်ပါတယ် ကုမာရကုပ္ပတာပထမဦးဆုံးလှူဒန်းထားခဲ့တဲ့အကြောင်းတော်ကတော့အရှင်သာရိပုတ္တရာဇေဒီအနိမရှိနေတဲ့အလွန်တရာမှဒုထေကြီးမာတဲ့ကျောင်းဆောင်ဟာဆိုလို့ရှိရင်ကုမာရကုပ္ပတာမင်းပထမဦးဆုံးလှူဒန်းခဲ့တဲ့အကြောင်းတော်ရဖြစ်ပါတယ်။အဲ့ဒီ900စုကနေစပြီးတော့နန္ဒနာတက္ကသိုလ်ဟာနာမည်တဖြည်းဖြည်းနဲ့ရလာခဲ့ပါတယ်။အလှူရှင်တွေရဲ့လှူဒန်းမှုဘောဓဘာသာဝင်ဘောဓဘာသာကိုကြီးညွှန်းကြတဲ့ကုပ္ပတာမင်းတွေရဲ့ထောက်ပံ့လှူဒန်းမှုတို့ကြောင့် ကျောင်းဆောင်များစွာရှိလာခဲ့ပါတယ်။ကောပတာမင်းတွေရဲ့လူတန်းမှုဆိုတဲ့နေရာမှာလည်းပဲကောပတာမင်းတိုင်းဟာဗောဓဘာသာဝင်မဟုတ်ခဲ့ပါဘူး။ဟိန္ဒူဘာသာဝင်တွေလည်းရှိခဲ့ပါတယ်။အဲ့ဒီခေတ်ကနာလန်တက္ကသိုလ်ရဲ့အခြေဝန်းဟာ student base ပေါင်းတသိန်း300ကျော်ရှိတယ်လို့ဆိုပါတယ်။ကျောင်းဆောင်ပေါင်းဟာ200ရှိတယ်လို့ဆိုပါတယ်။ကောပတာမင်းဆက်တစ်ပါးဖြစ်တဲ့သက္ကအာတိကျဆိုတဲ့မင်းက ကျောင်းဆောက်လောက်လှူဒန်းခဲ့တယ်ဆိုတော့မှတ်တမ်းတွေကိုတူဖို့တွေ့ရှိရပါတယ်ဒိဋ္ဌကသူကြီးအတွင်းမှာဘာပညာတွေကိုသင်ကြားပေးတယ်လို့ဆိုလို့ရှိရင်ပါဠိဘာသာတက္ကရာဘာသာတသနိကဗေဒအပါဝင်ဘာသာရပ်ပေါင်း၁၀နဲ့ရှစ်ခုကိုဒီပါတမန့်၁၈ခုဖွင့်လှစ်ပြီးတော့သင်ကြားပေးခဲ့တာဖြစ်ပါတယ်ဒီတက္ကသူရဲ့ဂုဏ်သတင်းတွေဟာပြန့်နှံ့ကျပြန့်ပြီးတော့ တို့ကိုရီးယားဂျပန်တိဘက်အစရှိတဲ့အာရှနိုင်ငံအသီးသီးကိုရောက်ရှိခဲ့ပါတယ်ထို့အတွက်ကြောင့်နိုင်ငံအသီးသီးမှကျောင်းသားတွေပညာလာရောက်တောက်ဆိုရာ International University တခုဖြစ်လာခဲ့ပါတယ်ဟိုရင်ဆန်ရဲ့မှတ်တမ်းတခုမှာတော့စုမတရာကျွန်းနဲ့ကိုရီးယားနိုင်ငံကပညာသင်ဟန်းတို့များတိတက္ကသိုလ်ကြီးကိုရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ် နန္ဒလာတက္ကသိုလ်ចောင်းသားများများစွာရှိတဲ့အ ਨੇ ကတရုတ်နိုင်ငံကတရုတ်ခရီးသွားဟိုရင်ဆန်ဟာចောင်းသားများထဲမှာနာမည်အကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ယခုတက်တီလည်းသူ့ရဲ့နာမည်ဟာမပြောင်းပြဲသေးပါဘူး။ရှိနေစေဖြစ်ပါတယ်။သူလာရောက်စာသင်ခဲ့တဲ့အရှင်ကတော့ AD 604ခုနှစ်မှာ လာရောက်စာသင်ခဲ့တာဖြစ်ပါတယ်။ဟိုရင်ဆန်ကငေစင်ကလေးကသာသနာ့ဘောင်ကိုဝင်ရောက်ခဲ့ပြီးတော့ ပါရမီရှိသူတယောက်ဖြစ်ပါတယ်အသက်26နှစ်အရွယ်လောက်မှာအချမ်းရံတပည့်တပန်တွေနဲ့တရုတ်နိုင်ငံကနေအိန္ဒိယနိုင်ငံကိုဗောဓစာပေတွေသင်ကြားအောင်အဲ့ဒီဗောဓစာပေတွေကိုသင်ကြားပြီးတဲ့နောက်မှာစာအုပ်စာတမ်းတွေအစရှိတဲ့မြတ်စွာဘုရားရှင်ရဲ့တမန်ဖျက်တို့စာအုပ်စာပေတွေအသိပညာတွေအဲ့ဒီဟာတွေကိုသင်ယူတက်မြောက်ပြီးခါမှာ တရုတ်နိုင်ငံကို ပြန်မယ်ဆိုတဲ့ reaction နဲ့ကြွလာခဲ့တာဖြစ်ပါတယ်။သူ၆လာခဲ့တဲ့လန်ခီတခြားဟာအလွန်တရာမှကြမ်းတမ်းခတ်ထုတ်ပြီးတော့သူ့နောက်လိုက်တွေဟာတည်ဆုံခဲ့တဲ့၊ကွေလွန်ခဲ့တဲ့သူတွေလည်းရှိပါတယ်။သူတို့လာခဲ့တဲ့ခီးလက်ဟာလမ်းမသိတဲ့အတွက်ကြောင့်လည်းပဲလမ်းကိုဘလိုပဲပုံသွားမယ်ဆိုတာကိုမသိတဲ့အတွက်ကြောင့်လည်းပဲသူလျှောက်လာခဲ့တဲ့ခီးလက်ဟာရှင်းနေခဲ့တယ်လို့လည်း မှတ်လို့ရတာပေါ့လေသူနဲ့အတူလိပ်ပါလာကြတဲ့ပုံကိုယ်တွေဟာတချို့ကလည်းစိတ်သက်တွေကြားပြီးတော့ပြန်သွားကြတာတွေရှိပါတယ်။ဟူရင်ဆန်းဟာအမြင့်တကောင်နဲ့တယောက်တည်းပဲဇွင်းတစ်ပေးကြီးစွာခီးကြံကိုနှင်းခဲ့ပါတယ်။တက်ကိုပေးရလောက်တဲ့အချိန်တွေနဲ့ကြုံလာခဲ့တဲ့အခါမှာတော့မှပြန်ဖို့အတွက်မစဉ်းစားခဲ့ပါဘူး။ ငါဒီနေရာကိုမရောက်လို့ရှိရင်မဖြစ်ဘူးဒီနေရာကိုရောက်အောင်ကြွားမယ်ဘလို့ခက်ခဲတွေပဲရှိနေရှိနေငါဒီနေရာကိုရောက်အောင်သွားမှာပဲဆိုတဲ့စိတ်နဲ့အလွန်တရာမှခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့အိန္ဒိယနိုင်ငံကိုကြွားရှိလာခဲ့တာဖြစ်ပါတယ်အိန္ဒိယနဲ့တရုတ်နိုင်ငံကြားထဲမှာရှိနေတဲ့ကိုဘီသေးကန္တရာတွေကိုတောင်မှချုပ်ဖြတ်လာခဲ့ရတယ်လို့ဆိုပါတယ် ခကြီးထွက်ပြီးမှမိမိရဲ့တိုင်းပြည်ကို ပြန်ရောက်တဲ့အထိဟာစစ်ခုနှစ်နှစ်ကြာတယ်လို့ဆိုပါတယ်။မှတ်တမ်းတွေအရကတော့600 AD 629မှနေထွက်ခွာပြီးတော့ AD 645မှာတရုတ်ပြည်ကို ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။နာလန်ဒါမှာ AD 635 AD 640အထိပညာသင်ကြားခဲ့တယ်လို့ဆိုပါတယ်။ပညာသင်ပြီး ပညာသင်ပြီးတဲ့နောက်မှာဒီပုဂ္ဂိုလ်ဟာဖယားရှင်ကိုရိုမြေကြီးတည်တင်း300နေရာတွေကိုသူဒေသနာပြုလေ့လာမှတ်သားခဲ့ပါတယ်။သူသူဒေသနာပြုလေ့လာမှတ်သားခဲ့တဲ့နေရာတွေမှာဖယားဌာနတစ်ခုတည်းသာလင်းမဟုတ်ပဲအိန္ဒိယနိုင်ငံရဲ့ခေါနေယာစုအိန္ဒိယလူမျိုးများရဲ့ယဉ်ကျေးမှုအုပ်ချုပ်မှုတရားစီရင်မှုစားတဲ့အရှက်လက်ပေါင်းများစွာတွေကိုလည်းပဲသူဒေသနာပြုက630မှ AD 643အထိရှိခဲ့တယ်လို့ဆိုပါတယ်။သူရဲ့သူစေတနာပြုချက်ကဗောဓဘာသာတွေအတွက်အလွန်ရေးကြီးခဲ့တဲ့အမှတ်တမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။အိန္ဒိယအိန္ဒိယနဲ့တရုတ်နိုင်ငံတို့ရဲ့900ရာစုဆက်ဆံရေးများကိုလည်းသိရှိခဲ့ရပါတယ်။အိန္ဒိယနိုင်ငံရဲ့900ရာစုအုပ်ချုပ်ပုံလူနေမှုပုံစံစနစ်စားတဲ့အချက်လက်တွေဟာအိန္ဒိယနိုင်ငံသူနိုင်ငံသားတွေအတွက်အဖို့မဖြစ်နိုင်တဲ့ရတနာတစ်ခုဖြစ်ခဲ့ပါတယ်။ ီလိုပါပဲသူဟာဗုဒ္ဓဘာသာရဲ့အမရှုတစောင်းတယောက်ဖြစ်ခဲ့တယ်လို့အိန္ဒိယယဉ်ကျေးမှုတို့ရဲ့မှောက်နေတဲ့အိုးကိုလမ်းပြခဲ့သူတယောက်လည်းဖြစ်ပါတယ်။သူရောက်တဲ့အချိန်ကနာလန္ဒတက္ကသိုလ်မှာပါရှုပ်ဆရာတော်ဟာသီလဘဒ္ဒရာလို့ဆိုပါတယ်။စာပေကျမ်းဂန်တွေကိုကောင်းကောင်းမွန်မွန်သင်ယူတက်မြောက်ပြီးသူအလိုရှိရတဲ့ကျမ်းစာမျိုးစုံကိုပါ ယူဆောင်သွားပြီးတေယုတ်ပြေကို ကြွားရှိခဲ့တယ်လို့ဆိုပါတယ်။ AD 664မှာပြန်လည်လုံမှုသွားတယ်လို့မှတ်တမ်းတင်မှာတွေ့ရပါတယ်။ကောပရာမင်းဆက်ပြီးနောက်ပါလာမင်းတို့ရဲ့လက်ထက်မှာလည်းပဲဒီတက်ကတော်ကြီးဟာနာမည်ပြက်မရှိဘဲနဲ့အထွတ်ထိပ်သို့ရရှိခဲ့ပါတယ်။ဒေဝပါလာမင်းလှူဒန်းခဲ့တဲ့ကျေးပြားပရပိတ်အရာဆိုလို့ရှိရင်ဆုမတရာဘရင်ကနေပြီးတော့ရာဇဂျူမျိုးအနည်းမှရှိနေတဲ့ရွာငွားရာကို နာလနာတက်ကသူចောင်းလိုက်သောလူတန်းထားခဲ့ကြောင်းရေးထိုးထားတဲ့အထောက်အထားတွေကိုတွေ့ရပါတယ်။ပါလာခေတ်မတိုက်ခင်မှာလည်းပဲကောပဒမင်းတွေဟာရွာပေါင်း100နဲ့အင်ချီပေါင်း2000ကိုလူတန်းထားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်နာလနာတက်ကသူကြီးဟာစားရဲတောင်းရဲနေရဲဝဲရဲဘလို့မှပူပင်စရာမရှိဘဲနဲ့စားပေးပညာတွေကိုကောင်းကောင်းမွန်မွန်သင်ယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဟူရင်းစံမတိုက်ခင်ကတခြားတခြားသောတရုတ်နိုင်ငံကဖုံးကြီးတွေကြွရှိခဲ့တာလည်းရှိပါတယ်။အဲ့ဒီထက်ကမှဖာယီယန်ဆိုတဲ့ပုဂ္ဂိုလ်ဟာအဒီလေယာဇူလောက်မှာအင်္ဂလန်နိုင်ငံကိုကြွရှိလာပြီးတော့သူလည်းသူ့ဒေသနာတွေပြုလုပ်ထားခဲ့ပါတယ်။ဒါပေမဲ့ဒီနာလန်နာတက္ကသိုလ်ရဲ့အကြောင်းကိုရေးသားထားတာမတွေ့ရတဲ့အတွက်ကြောင့်နာလန်နာလန်တာဟာလေယာဇူမှာတက္ကသိုလ်မဖြစ်သေးပဲ900ဇူမှာသာလျှင်တက္ကသိုလ်ဖြစ်လာတယ်လို့ခန့်မှန်းကြတာဖြစ်ပါတယ်။ အဲ့ဒီပါလခေမာနာလန္ဒာဟာအထွက်ထိပ်တို့ရောက်ရှိခဲ့ပြီးတော့ပိုးပိုးပြီးတော့နိုင်ငံရခြားတွေကပညာသင်ရဟန်းများရရှိလာခဲ့တာဖြစ်ပါတယ်ဒီတက္ကသိုလ်ကြီးမှာတဲ့အစာကြီးတဲ့၃ခုရှိတယ်လို့ပြောပါတယ်အဲ့ဒီအစာကြီးတဲ့၃ခုရှိတဲ့နေ့ကဒေဝပါလမင်းကအစာကြီးတဲ့မှာ စာပေတွေကိုတဆင့်ပေထက်အခရာ တင်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီပါလခေမှာ စာသင်သားယဟန်တော်ဟာတတော်မကရှိရတယ်လို့ပြောပါတယ်ဆရာတွေကစာသင်နေတဲ့စာသင်ပေးနေတဲ့ဆရာတွေဟာလည်းပဲ1900ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်တခြားသောမှတ်တမ်းတွေမှာတော့ကြီးဖြင့်ပြုလုပ်ထားတဲ့ခေါင်းမိုးတွေနဲ့အလွန်တရာမှလှပါတဲ့အကြောင်းတော်ကြီးတွေကိုလူတန်းထားခဲ့တယ်လို့လည်းဆိုပါတယ်အဲ့ဒီစာကြီးတိုင်းသုံးခုအနက်ကသာရတဆိုတဲ့စာကြီးတွေဟာအကြီးဆုံးဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီစာကြီးတိုင်းကို အထက်၉ထပ်နဲ့တိဆောက်ထားတဲ့အလွန်တရာမှ မြင့်မားတဲ့ဇာတိတည်းလို့ပြောကြပါတယ်။အဲဒီဇာတိတည်းထင်မှာလက်ရည်မူဟာတန်းရှိပြီးတော့ရှိပါတယ်။ဇာဝဘောဟာ၉တန်းကျော်ရှိပါတယ်။နန္ဒတာကတူကြီးဟာပညာရည်မှသာလျင်ထုရှင်တက်မြောက်တာမဟုတ်ပါဘူး။အနုပညာလက်ရမှာလည်းပဲနာမည်ကျော်ကြားလူသိများခဲ့တဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။အရှင်သာရိပုတ္တရာရဲ့ဇေဒီကိုတုဖို့တွေ့ရှိရှာရ ရှင်သာရိပုတ္တရာဇီတိရဲ့ဘိနာတွေမှာထုစစ်ထားတဲ့ပပုလက်ရတွေကိုကြည်ချင်းအဖြစ်နာလန္ဒတက္ကသိုလ်ရဲ့အနုပညာလက်ရဟာဘလောက်ထိတိုးတက်ပြောင်းပြောင်းခဲ့တယ်လဲဆိုတာကိုမြတ်ဝါထင်ထင် တွေ့မြင်ရမှာဖြစ်ပါတယ်အဲ့ဒါတည်းမကားသေးပဲကာလကရမရှိနေတဲ့အိန္ဒိယမျူဇီယံတို့နာလန္ဒမှာရှိနေတဲ့နာလန္ဒမျူဇီယံတို့မှာလည်းပဲနာလန္ဒတက္ကသိုလ်ရဲ့လက်ရတွေကိုလေ့လာတွေ့ရှိ လေ့လာလို့ရပါတယ်။နန္ဒနာတက္ကသိုလ်ကဘာရှောက်ဆရာတော်တွေဟာတိဘက်အင်ဒိုနီးရှားအစရှိတဲ့နိုင်ငံတွေကိုတွားရောက်ပြီးတော့လေရှားတွေပို့ချတာမဟာယာနသာသနာတွေပြန်ပေါ်အောင်သာသနာပြုခရာစတာတွေကိုမှတ်တမ်းတွေရသိရှိရပါတယ်။ဒီကြောင့်လည်းတပည့်များဖြစ်ကြတဲ့ဟောင်းရင်စံဣတဇံတို့ကအကြောင်းတည်းရဲ့ဒဏ္ဍာလောက်ဆိုချက်အဆောက်အုံရဲ့ပုံစံအုပ်ချုပ်ပုံစံနဲ့စတဲ့အချက်လက်တွေကို အသေးစိတ်မှတ်တမ်းတင် သူတေသနာပြုထားခဲ့ပါတယ်ဒီပုဂ္ဂိုလ်လေးရေးသားထားတဲ့တက္ကသိုလ်ကြီးရဲ့သင်ယူညွန်တန်းတဲ့ကျောင်းတက်ရဲ့အသေးစိတ်အချက်အလက်များမှာတက္ကသိုလ်ကြီးကိုတဲ့မြင်မာတဲ့အောက်တိုင်းတွေနဲ့တိဆောက်ထားပြီးဂိဘဝဟာမြန်မြန်ဆဆမရှိဘဲနဲ့တစ်ခုပဲရှိတယ်လို့ဆိုပါတယ်ကျောင်းသားပေါ်တောင်းကျော်ရှိပြီးတော့ဆရာတွေဟာ1500ရှိတယ်လို့ဆိုပါတယ် တုဖို့သူတို့ရဲ့တွေ့ဆက်ချက်အရာဒီတက္ကသိုလ်ဟောင်းနေရာဟာတသောမကသောယဟန်များနေထိုင်နိုင်ပြီးတော့တသောမကသောယဟန်များပညာသင်ကြားနိုင်တဲ့နေရာတစ်ခုဖြစ်ကြောင်းထောက်ပြကြပါတယ်။ဒီကျောင်းထဲမှာစာသင်လိုတဲ့အကြောင်းသားဟာဆိုလို့ရှိရင်ဒေါရာပါရာလို့ခေါ်တဲ့ဂိတ်ပေါ်ဝါမှာ straight entrance ဖြစ်ရပါတယ်။ဂိတ်ဆောင်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့အထင်မသိပါနဲ့။ဂိတ်မှာစစ်စစ်မြတ်မြတ်တဲ့ပုဂ္ဂိုလ်တွေဟာနန္ဒနာတက္ကသိုလ်မှာတကယ်ကောင်းပွဲ့ တော်ပဲတက်ပဲဆိုတဲ့ဆရာကြီးတွေကိုခန့်အပ်ပေးထားလို့ဖြစ်ပါတယ်ဒီပုဂ္ဂိုလ်များကနန်းနေခက်ခဲတဲ့သူတို့ရဲ့စိတ်ကြိတ်အမိခံတွေကိုចောင်းသားတွေကိုမေးပြီးတော့ဖြည့်ဆွနိုင်တဲ့ចောင်းသားကိုမှသားလျင်တက္ကသိုလ်အတွင်းចောင်းသားအဖြစ်လက်ခံခဲ့တာဖြစ်ပါတယ်ចောင်းသားဖြစ်ကြည့်ပြီဆိုလို့ရှိရင်တော့ဒီတက္ကသိုလ်မှာသုံးနှစ်နေထိုင်ခွင့်ရှိပြီးတော့စာရဲသားရဲ့ဝယ်ရည်နေအကုန်လုံးကိုဒါဝန်ယူတယ်လို့ဆိုပါတယ်အဲ့ဒီခေတ်ခါတော့ကဒီ နာလနာတက္ကသိုလ်မှာအရေးနာယီကို အသုံးပြုပြီးတော့စာပေကြံခံတွေကိုသင်ကြားခဲ့ရတယ်လို့ရေးသားထားပါတယ်။စာသင်ပေးတဲ့အချိန်တွေကတော့နနေ့မှနေ့ညနေပိုင်းအထိ စာပေသင်ကြားရတယ်လို့ဆိုပါတယ်။ကျောင်းတိုက်အတွင်းမှာကျောင်းသားဖြစ်လာပြီဆိုလို့ရှိရင်တော့ဆရာနဲ့တပည့်တတိုင်ပင်ဆွေးနွေးညင်းခွန်ခွန်ရှိတယ်လို့ဆိုပါတယ်။ဒီတက္ကသိုလ်ကြီးကိုထောက်ပံ့ပေးနေကြတဲ့ ရသူရသားများဆိုလို့ရှိရင်အလွန်တရားမှတိုတဲ့ယဟန်တွေကျောင်းသားတွေကိုမိမိရဲ့ဆရာရင်တခါရင်ဖြစ် ထောက်ပံ့လှူဒန်းကြတာတွေလည်းရှိတယ်လို့ဆိုပါတယ်တိတကသူကြီးမှာအလွန်တရားမှပညာထူးချွန်လာတဲ့ပုံကိုယ်တွေဆိုလို့ရှိရင်ပါမခအဖြစ်ခံအပ်ထားတာတွေရှိသလိုစီမံခန့်ခွဲမှုနဲ့ကျွမ်းကျင်တဲ့ကျောင်းသားများကိုလည်းပဲစီမံခန့်ခွဲမှုဆိုင်ရာစားတဲ့ နေရာတွေမှာနေရာပိတ်ခဲ့တယ်လို့ဆိုပါတယ်။တချို့တွေကလည်းပဲစားရဲသားရဲရှက်ပြုတ်ရေးအစားရှိတဲ့နေရာတွေမှာနေရာပိတ်ခဲ့တယ်လို့ဆိုပါတယ်။တက္ကသိုလ်ကြီးဟာ AD 900စုကနေ1200စုအထိအချိန်အဟုန်ပြင်းစွာနဲ့အငင်းတလူလူဖြစ်နေရှိမှာတော့ AD AD 1699ခုနှစ်မှာ တူရကီမွတ်စလင်စစ်သည်ကြီးဘတ်တရားခီလာကြီးကတက္ကသိုလ်ကြီးကို ဝင်ရောက်စီးနင်းပြီးတော့တက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။မြတ်စွာဘုရားယဟန်တွေဟာပတ္တိယခိလာကြီးရဲ့ဓာတ်တော်အောင်မှာလေစင်းပေးခဲ့ကြရပါတယ်။ကျောင်းပေါင်း200ကျော်ကျော်ကိုလည်းပဲအဖြစ်ရှိခံခဲ့ရပါတယ်။အဲ့ဒီထက်ကမှခံကောက်ထားမှဆိုတာနဲ့လွတ်မြောက်သွားကြတဲ့ယဟန်တို့တွေဟာတိဘက်အစရှိတဲ့အင်းနီးရှင်နိုင်ငံတွေကိုထွက်ပြေးလွတ်မြောက်သွားကြပါတယ်။တက္ကသိုလ်ကြီးအသွင်းမှာရှိနေတဲ့ ခိုးတောင်တွေစဆန်အစားရှိတဲ့စပွေတောက်ပွေအားလုံးဟာပြဘုံဘဝကိုရောက်ရှိခဲ့ကြရပါတယ်။ဒါကြောင့်ဒီတက္ကသိုလ်ကို တူဖို့တဲ့အခါမှာမင်းလောင်ကျွနေတဲ့စပါးတွေဆန်တွေအုတ်ခွက်တွေပကန်းတွေအစားရှိတဲ့မြောင်းများစွာသောအသုံးဆောင်ပစ္စည်းတွေကိုတူဖို့တွေ့ရှိခဲ့ပါတယ်။ဒီတူဖို့တွေ့ရှိချက်ပစ္စည်းတွေကိုတော့ နီကတာမှာရှိနေတဲ့အိန္ဒိယမ ్యూ ဇီယံနာလန္ဒာမှာရှိနေတဲ့နာလန္ဒာမ ్యూ ဇီယံတို့မှာအခုတစ်ထိပြသထားလျက်ရှိပါတယ်။နာလန္ဒာတက္ကသိုလ်မှာအလွန်တရာမှတန်ဖိုးကြီးတဲ့စာရေးကြီးသုံးခုမှရှိနေတဲ့စာပေပရပိတ်တွေကိုစာပေပရပိတ်အလုံးဟာလည်းပဲမင်းရှုဖြစ်စီခြင်းကိုမင်းရှုဖြစ်စီခြင်းကိုခံခဲ့ရပါတယ်။ ခန္ဓာရှင်ပဲဒီစာအုပ်တွေဟာလည်းပဲဘုရားပုံဘွားကိုရောက်ရှိကြရပါတယ်ဒီလိုဖြစ်ပြနေတဲ့အကြောင်းအရာလေးတွေကိုအခုစဉ်းစားကြည့်မယ်ဆိုလို့ရှင်ကဘာပြက်တဲ့အလားအိုတဲ့သူကအိုပြေးတဲ့သူကပြေးအစာရတဲ့အပြင်တကယ်ကြောက်လန့်ထင်းလန့်စရာအခြေအနေရှိနေမယ်ဆိုတာကိုတွေ့ကြည့်လို့ရပါတယ်အဲ့ဒီစာကြည့်တိုင်းမှာရှိနေတဲ့စာအုပ်စာပေတွေဟာအလွန်တရာမှအသင်းတန်းရှိတဲ့ ရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီစာကြည့်လိုက်တွေကိုမိရှုတာဆိုလို့ရှိရင်6လတောင်မိမငင်းပဲရှိနေခဲ့တယ်လို့ဆိုပါတယ်လူမျိုးတိုင်းဘာသာတိုင်းမှာစာပေဆိုတာရှိတာပေါ့လူမျိုးတိုင်းဘာသာတိုင်းမှာစာပေဆိုတာရှိပါတယ်စာပေသင်ကြရာ နေရာဆိုတာရှိတယ်စာပေရှိမှ လူမျိုးရှိမယ်စာပေတောင်းမှလူမျိုးတောင်းမယ် စာပေမြင့်မှ လူမျိုးမြင့်မှဖြစ်ပါလေ။အဲ့ဒီစာပေတွေရှိနေမှသာလျှင်ကိုရိုးရဲ့မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းအမွေတွေပေးခွင့်ရမှာလည်းဖြစ်ပါလေ။ဒီလိုတန်ဖိုးကြီးတဲ့အရာတွေဖြစ်စီခံလိုက်ရခြင်းဟာအဲ့ဒီလူမျိုးတို့ရဲ့ချက်ထောက်ကိုရိပ်ရှို့လိုက်တယ်လို့ပုံစံမျိုးပြောပါပါလေ။ထို့တူပဲခေါင်းဆောင်ဖြစ်ခေါင်းဆောင်ဖြစ်တဲ့ပုံကိုယ်ရဲ့ဘဝတွေကို ဖြစ်စီခံလိုက်ရတာဟာ ူရဲ့နာမှာလိမ့်နေကြတဲ့တပည့်သားသမီးအစရှိတဲ့ပုံကိုယ်တွေရဲ့အကောင့်ကိုဖျက်လိုက်တာနဲ့အထူးတူပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲတက္ကသိုလ်ကြီးဟာကောင်းဆောင်မေးသူမရှိစာသိမေးသူမရှိ ပြာပုံဘဝကိုရောက်ပြီးတော့တဖြည်းဖြည်းနဲ့ပြည့်စုံသွားသလိုပါပဲဘောဓဝါဒကိုယုံကြည်ကြတဲ့ပုံကိုယ်တွေဟာလည်းပဲတဖြည်းဖြည်းနဲ့အိန္ဒိယနိုင်ငံကနေပျောက်ပြယ်သွားခဲ့ကြပါတယ် နန္ဒနာတက္ကသိုလ်ကြီးပျက်စီးသွားတာဟာတက္ကသိုလ်ကြီးတခုပျက်စီးသွားတာမဟုတ်ပါဘူးဗုဒ္ဓဘာသာကိုလည်းပဲပျက်စီးစေခဲ့တာဖြစ်ပါတယ်ဒီလိုပြောတာကတော့လူမျိုးရေးအငင်းပွားမှုဖြစ်စေဖို့အတွက်ပြောနေတာမဟုတ်ပါဘူးဒီလိုအိန္ဒိယနိုင်ငံမှာတက္ကသိုလ်တွေဟာဒီလိုသမန်းကျောင်းရှိခဲ့တဲ့ဗုဒ္ဓဘာသာရဲ့သမိုင်းမှာဒီလိုသုထသံရမှုတွေရှိခဲ့တယ်ဆိုတာကို ဘုဒ္ဓရာဖြစ်မျှဝေပေးခြင်းသာဖြစ်ပါတယ်။ကျူးကျူးချင်တဲ့ကိုအပိနေရတဲ့အာလုံးသောဓမ္မမိတ်ဆွေများအတိညာဘုဒ္ဓရာတစုံတရာရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဆက်လက်ပြီးတော့နန္ဒနာတက္ကသိုလ်နဲ့ပတ်သက်တဲ့အကြောင်းအရာအမှတ်နှစ်ကို တင်ပြသွားပါဦးမယ်။စောင့်မျှော်ကြည့်ရှုအပိကြပါအောင်လို့တိုက်တွန်းလိုက်ရပါတယ်။အလုံးကျမ်းမှာရှင်သာပြပြဝေကွာနိုင်ကြပါစေ။